ီဗီဒီယိုလေးထဲမှာတော့ခရီးစဉ်တစ်လျှောက်လုံးမှာအကြိုက်ဆုံးခေရာဖြစ်ခဲ့တဲ့ဘန်ရက်ထိုင်းဆိုတဲ့တရုတ်ရွာလေးကိုသွားတာကိုရိုက်ပြထားပါဗျ။အခုကတနင်္လာနေ့ကျွန်တော်တို့ဒီရှိကိုသိနေကြတာပါဘာလို့လဲဆိုတော့ကနေဒါရီကတော့တောင်းသွားတယ်လန်တလန်းလုံးအလိုမျိုးတွေနဲ့ပေါ့နော်လန်းရော်ရန်ကောင်းတယ်တိမ်နေကြရမှာကောင်းမောင်းနေရတယ်လို့ပဲပြောစရာကောင်းတယ်ကာလန်ရှင်းတယ်အရင်ရောအန်ဒီရမများဘူးလန်းနှလန်းသွားဆိုပေမဲ့ဘီနာမှာပလက်ဖောင်းလန်းအပူလေးနေရာလေးရှိအောင်ဆိုတော့တော်တော်များများမှာဗမာရီများလို့ ဘန်ရက်ထိုင်းဆိုပူများမယ်လို့ထင်တယ်လေအဲ့ဆိုမြန်မာနဲ့9မိနစ်ပဲဟောတာกว่าတော့တယ်ဆိုတော့ဈာန်နေရာမှာတော့အဲ့လောက်များဘန်ရက်ထိုင်းမှာမြန်မာလိုပဲပြောချင်အောင်မလားမသိဘလောက်လဲပါရနေဗရက်ထံကိုသွားတာတော့နှစ်နာရီခွဲလောက်ပဲကောင်းမောင်းသွားရပါတယ်လမ်းလဲကောင်းပါတယ်အခုမြင်ရတဲ့အတိုင်းပဲပေါ့နော်မောင်းလို့လည်းအဆင်ပြေတယ် ွဲလေးရနေပြီးတော့ခောက်ဆွဲစာရော5မိနစ်မောင်းပြီးတော့သွားနေရဖြစ်ပါတယ်။ According to Google review ပေါ့နော်။ Barrett ဟောင်းသွားတဲ့လမ်းမှာလမ်းကွဲလေးတစ်ခုရှိရယ်။လမ်းကွဲကနေ5မိနစ်မောင်းပြီးတော့သွားလို့ရှိရင်အရန်ကိုလှတဲ့ခောက်ဆွဲစာရတဲ့ဆိုင်ကိုရောက်တယ်တဲ့။5မိနစ်ပဲမောင်းရမယ်ပေါ့နော်။အသွားပြန်မှာ7မိနစ်ပဲကားမောင်းချိန်ကအစားချိန်နဲ့ဆိုလို့ရှိရင်နိုင်ဝက်45မိနစ်လောက်ပဲပို့ပေးရမှာဆိုတော့ဆွေတို့ကအဲ့ခောက်ဆွဲစာရလေးကိုသွားပြစ်ခဲ့ပါတယ်။ ခေါက်ဆွဲဆိုင်သွားတဲ့လမ်းကလည်းဒီလိုပါပဲဆင်ပြေပါတယ်အဲ့တော့ Google Map ရတော့ခေါက်ဆွဲဆိုင်လေးကိုရောက်ပြီပေါ့နော်အရန်ဟိုမိုက်တဲ့ရှူကင်ခေါက်ဆွဲဆိုင်မှာရလိုက်ပါတယ်အရန်တန်ပါတယ်အကြိုက်ဆုံးပဲခီးစင်တောက်လျှောက်လုံးမှာအဲ့ခေါက်ဆွဲဆိုင်မှာရတဲ့တိမ်မင်းလေး view ရောလေ烤酸马沙就也，coffee。 လက်ဖက်ရည်မထောက်လို့ရပါတယ်။ဈေးရလည်းတင်းတင်းပါတယ်။ဒီမှာမြင်တဲ့တိုင်းပဲပေါ့နော်။60 60ဝင်ချင်နေပါပဲ။အရန်လူရှင်းနေသီလားဒီလောက်လာတဲ့ခေါက်ဆွဲစားအောင်လေ။ဘာလို့လူရှင်းနေရလဲမသိဘူး။ဒါမှမဟုတ်ဆွေရလာတဲ့ချိန်ကုနာကြီးဝင်ချင်လောက်ဖြစ်နေပြီဆိုတော့နေနေနဲ့ပူနေပြီ။မနက်ကပဲအများကြီးလာဝါးချလာအောင်ပြောတတ်ဘူး။ဆွေရရောက်တဲ့ချိန်မှာဆွေရရဲ့နောက်တရားဝင်ပေါ့နော်။ဒါပဲရှိပါတယ်။ဒီ ခေါက်ဆွဲဆံအရန်သဘောကျရမယ်နောက်တစ်ခါဒီကိုတကယ်ကိုလောက်လောက်မထပ်ပြီးတော့ခရမ်းမိုက်လို့ကောင်းလိုက်တာအေးပြီးတော့ ီနားမှာထားရတဲ့အရာသာဘယ်လိုလဲဆိုအေးသလိုနွေးသလိုပေါ့နော်အေးတာလည်းတအားအေးနေတယ်နေအောင်ရင်နွေးတယ်လေးရလည်းရှားနေတယ်အဲ့ဒီ combine ရတဲ့ feeling လေးကအရင်မှိုက်ပါတယ်အရသာတော့မစိုးလို့ပဲပြောရမှာပေါ့နော်။သူ့နေရာနဲ့သူ့ရသာနဲ့မစိုးပါဘူး။ဒီရာလေးကိုမထင်မှတ်ဖယ်နဲ့တော်တော် enjoy လိုက်ရတယ်။ ုကတော့စားတောက်ဗီဒီယိုတွေပါလေလဲရိုက်ဓာတ်ပုံတွေလဲရိုက်ပြီးတော့တော်တော်ကြီးစိတ်ကျဉ်တတ်နေပြီ။အော်ဘာရထမရောက်ရင်လည်းပြောနေဝင်လိုက်တဲ့နေရာလေးကမှန်သွားလို့အခုကဘာရထိုင်းဘက်ကိုဆက်မောင်းသွားပါတယ်။နိုင်ဘက်လောက်ဆက်မောင်းသွားပါတယ်။ပြုတ်ရွာလေးကိုစားပြီးတော့ဝင်လာပါပြီ။ဒီဘာရထကကျတော့မြန်မာဘော်ဒါနဲ့ငါးပြည်ပဲဝေးရပါတော့။မြန်မာနဲ့အရန်ကိုကတ်တဲ့နေရာတခုမှရှိပါတယ်။ဝိုင်းရီစော့ကလည်းနာမည် မဲချီရဲ့ resort ကနှစ်ခုပေါ့နော်အလီဝိုင်း resort နဲ့ချာစာရထိုင်းမှာဆွေတို့ကတော့ချာစာရထိုင်းမှာပဲ booking တင်လိုက်ပါတယ်ချာစာရထိုင်းကနည်းနည်းပို့ပြီးတော့ဟိုဘယ်လိုပြောမလဲပထမဦးဆုံးပေါ့နော် Pioneer Hotel ထဲမှာသူကပါတယ်သူအရင်ဆုံးရှိခဲ့တာတဲ့သူပြီးတော့မှဒီတခြားလီဝိုင်းတို့တခြားပတ်ပတ်လည်ရပေါ့နော်ဖွင့်တာ ဒီဟိုတယ်နောက်ဖက်မှာပေါ့နော်ကားပါကင်ထိုးပြီးရတယ် Chinese vibe ကတော့အပြည့်ပဲစောက်ထားတဲ့အဆောက်ပုံစံ။သူကအနောက်မှာပါကင်ထိုးပေါ့နော်ဒီအရှေ့ကနေဆင်းလာပြီးတော့လမ်းကူးလိုက်တာနဲ့ရေကန်ကြီးကိုတဲတဲမြင်ရပေါ့နော်ရေကန် view ပါ။အဲ့တော့ပတ်ပတ်လည်မှာတခြားရေကန် view ရှိတဲ့ဟိုတယ်လည်းရှိရဲ့။ဆွေတို့တဲလိုက်တဲ့အခန်းကဘတ်2000ပဲပေးရတယ်။အရင်မိုက်တယ်။တစ်ချက်လေးဟို ဒီခြားစားတိုင်းမှာပို့ခင်းတယ်တတိတော်ထားတချို့အခန်းနေရာကြတော့အရှိကဘန်ဂလိုတွေနဲ့အုပ်နေတော့ကို့အခန်း view ကိုထုတ်ပိတ်တာပေါ့နော်ဒီလိုမှဒီနားအခန်းနေဆိုရင်ဒီရှိကအာ lobby check in တောင်းတော့အင်္ဂလိပ်လိုလဲသူတော်မပြောတတ်ဘူးပေါ့နော်အော်ဒီဒီခေါင်းမိုးတွေနဲ့ပိတ်နေလို့ရှင်တော့ကိုက view ပိတ်တာပေါ့ဒီအောင်နာရောက်တဲ့အခန်းလေးတွေကိုရရင်ပို့ပြီးတော့ ဆင်ပြေဒီပေါ်ခန်းနေဆိုရင်တော့အဆင်ဘူးမပြေရပါဘူးအဖြူပိတ်လေးချက်ကင်အောက်ဆင်းသွားတာဟိုတယ်မှာလမ်းပြမဲ့လူလည်းမရှိဘူးအကောပတ်ကိုပဲမေးမေးဆန်းဆန်းနဲ့သွားတာဒီကနေအဲ့ဘဲဘက်ကိုပြေးပြီးအောက်ကိုဆင်းသွားဟိုချက်ကင်အဲ့တော့ကားရင်မရက်ဖဲနဲ့လေဒီအောက်ကအောက်ဆင်းအောက်ဆင်းလမ်းမပေါ်မှာကားရပ်ပြီးတော့ချက်ကင်ဝင်ပြီးတော့မှနောက်ကိုပြန်တက်မောင်းလာအဲ့လိုဆိုပိုဆင်းပြန် အရင်မိုင်းနေဆီရောရောက်လာတဲ့ချိန်က7ဆက်နဲ့လောက်ဖြစ်နေတာပေါ့နော်ဆိုတော့ check in ဝင်လို့မရသေးဘူး Hotel Resort တွေဆိုလောကကြိုက်ရတယ်အော် Resort မဟုတ်ဘူးကတော့ထိုင်မဲထိုင်ရလီဝိုင်းကကြတော့ဘယ်နားမှာဖြစ်မှာဒီဘက်ထင် က်ဘက်ကအခန်းလေးလဲမိုက်တယ်ပို့ပြီးတော့တက်တာပေါ့နော်သူတို့ကဒါမဲ့တရုတ် vibe ကတော့ဒီ charger ရထိုင်းမှာပဲရမှာပါခိုးပါလေးလည်းတဲကြီးပေါ့နော်ဒီမှာဒုံးနေရတော့တိတ်အားမပေးဘာလို့ဆိုတော့မိုးမိုးပေါ့အိမ်မှာလေဟွာကန်နဲ့လည်းဝေးပဲပေါ်လည်းကုတ်ကပ်ပြီးတက်ရအောင်မယ်ကန်ဟုတ်တယ် reception အဲ့ဒီမှာကားရက်ပြီးတော့ ဒီဘက်က reception သွားရင်ပို့ပြီးတော့နီးရပါတော့ဒါပေမဲ့အဲ့အောက်ကကားပါကင်မှာကားရလို့ရှိရင်ကားရခပေးရပါတယ်ခြားစားရတိုင်းကို booking လုပ်ချင်တယ်ဆိုလို့ရှိရင်သူ့ရဲ့ official website ကနေ booking လုပ်လို့ရတယ်အဲ့ခါကျလို့ရှိရင်ကိုရမယ့်အခန်းဘယ်နေရာလဲဆိုရင်၄ရောက်တက်ပြီးတော့မြင်ရပါတယ် check in ဝင်ဖို့အချိန်လိုနေတဲ့အခါကျတော့အဲ့အပေါ်ကနေအောက်ကိုဆင်းလာဆင်းလာပြီးဘက်တီဒီဘက်တီရှောက်သွားပါတော့ဒီ hotel မှာလှည့်ပတ်ပြီးတော့ရှောက်ကြည့်ဓာတ်ပုံရိုက်နေတာပေါ့နော်ဟိုနေရတော့ပူတယ်အပြင်မှာလည်းဟိုအောက်ကဈေးတန်းနေမှာလည်းဘာမှတိတ်မရှိသေးရောလုံးစရာမရှိဘူးကွာအဲ့နဲ့ hotel မှာပဲလှည့်ပတ်ပြီးတော့ဓာတ်ပုံရိုက်နေရပါပူတယ်ဆိုတာနေပူတာပေါ့နော် weather လေးကတော့အေးအေးလေးပါဒါကသူ့ရဲ့ဒီ view point view point မှာဓာတ်ပုံရိုက်တဲ့ဟာလေး ော်တော်များတာ Instagram တွေ TikTok တွေမှာအဲ့လိုမျိုးလေဟိုလှဲလိုက်ပြီးအကြီးဖြစ်သွားရဲ့အဲ့မျိုးကြီးဒီ viral အတိုင်းမှာလာရိုက်ကြရဲဆိုတော့ဒီလောက်ရိုက်ရိုက်ရိုက်တက်တလောက်ပေါ့နော်ပြီးတော့အခုဒါ lunch သွားစားမယ်ဆိုပြီးတော့ဒီ charger ရထိုင်းရဲ့မြန်မြန်ရှင်းဆိုင်မှာရှိရဲစားတောင်းဆိုင်တန်းလေးကိုသွားပြီးတော့ရှာရဲပေါ့နော်ဆိုင်တယောက်အများကြီးအကုန်လုံးတော့မဖွင့်သေးဘူးမပိတ်ထားတော့မှရှိသေးတယ်အဲ့တော့ဖွင့်တဲ့ဆိုင်ကိုရှာပြီးတော့သွားစားပါတယ် ဒီဇိုင်းလေးမှာဒါလေးစားခဲ့ပါတယ်။ရတာလည်းရှိရဲ့ view လေးလည်းကောင်းတယ်ပေါ့နော်။အဲ့တော့သူ့ရဲ့ဒီလှေထွက်ချိန်လေးရှိရဲ့လှေကတနားရီရားတစ်ခါလောက်ထွက်တယ်။ဒါပေမဲ့လူတွေကညနေဆောင်ချိန်ရဲ့ညအချိန်ရဲ့မနက်အစောကြီးအချိန်ရဲ့ပဲရွေးပြီးတော့စီးကြတာပေါ့နော်။လေရလေတပုတ်တစည်းတစည်းနဲ့ similar ပဲတွေ့လားဟိုအချွန်လေရှိရဲ့အလုံးလေလေးရှိရဲ့မိဘုံလေးကွာချမှုရှိမယ်ဒါပဲချမ်းသာဘာမှတိတ်မကွာဟုတ်နော် အဲ့တော့ဟိုလေလူစည်းများတဲ့အချိန်တွေညနေဘက်တို့ဗနန်ဆောကြီးဘက်တို့စီးကျင်နေဆိုတော့နည်းနည်းချိုတင်ဖို့ကင်ယူဖို့တော့လိုပါတယ်။လှေဈေးရာတွေသူကအဲ့စိတ်ကန်းတစ်ခုလုံးတောက်လျှောက်မှာတစ်ဈေးပဲဘဲဆိုင်ရှိရဟိုဈေးကိုပဲမာစီစီ350ပဲ။အဲ့တော့ဒီချစာရထိုင်းတို့လီဝိုင်းရဆော့တို့ရှိရလှေစိတ်တွေအားကြောင့်လူစည်းများတော့ဟိုလှေကဟိုတကယ်ပီကအာဝါဆိုရင်လှေကုန်နေရများတယ်ကြိုပြောရတာပါ ာဆွေရိုးရထားတဲ့ဘန်းကထောင်နဲ့အခန်းလေးပါအဲ့တော့ကန်ကောင်းမထောက်စွာပဲပေါ့နော်ဒီခန်းက view လည်းမပိတ်ဘူးအခန်းကနေဒီအပြင်ဘယ်ကိုနီကနေထွက်လိုက်တာနဲ့အောက်မှာပါအာမမရှိတဲ့အတွက် the right to ရေကန်ပေါ့နော်ရေကန်ကိုမြင်ရပါတယ်အခန်းလေးရမှာပဲလူကလူနေရာရတော့တယ်ပေါ့နော်အစားဘယ်နားသွားလို့သွားမှာမှတ်မသိဘူးဒီကံပတ်ပတ်လည်းမှာဟိုတယ်ရတော့အများကြီးပဲအသစ်ဆောက်ထားတဲ့ဟိုတယ်လည်းရှိတယ် ခြားစားရထန်းကတော့တက်တန်းရင်ဆုံးပဲပြီးတော့လီဝိုင်းရီစော့ပေါ့နော်နောက်ပြီးမှ channel လေးတွေက live ဖွင့်ကြတာဒီညလေးမှာ time ရင်ွေးလေးတောက်တာပေါ့နော်သူတို့ကရင်ွေးရင်ွေးကတော့ဒီဘက်မှာ signature ပဲတရုတ်လက်ဖက်ချောင်းတွေ restaurant restaurant မှာလမ်းစားလို့လည်းရတယ်စားနေကြပါတယ်တချို့လူတွေကတော့ ူကဒီခြားစားရထားရကြတော့မျက်နှာမူတာသူကအရှိတ်ကိုမျက်နှာမူရခါကြတော့မနက်ပိုင်းနေထိုးမယ်ညနေပိုင်းနေလုံးဝမထိုးဘူးအဲ့ဒါအပြင်မှာမှဒီတောင်ကျော်ကြီးပေါ်မှာနေဖြည်းဖြည်းနဲ့ပေါ့နော်နေရောင်လေးဖြည်းဖြည်းနဲ့ပျောက်သွားတာကိုတွေ့ရမယ်ပေါ့နော်မျက်နှာချင်းဆိုင်ကအခန်းနေဆိုလို့ရှင်တော့ကြာနေလေးထိုးမယ်ပေါ့နော် but ပူရာကြိုက်တဲ့ဆိုရင်တော့အနောက်ဘက်လက် view လေးကောင်းပါတယ်အခုဆိုကန်ထဲမှာနေရိတ်နေပြီဆိုတော့လေ ကန်ထဲမှာအခုလေစီးနေတဲ့သူတွေလည်းရှိတယ်။လေစီးရင်တိုတယ်ဘာ55မိနစ်။ဟုတ်ကဲ့ကြိုက်တယ်ဆိုလို့ရှိရင်တော့နေကိုဒီလိုမျိုးညနေပိုင်းမှာမျက်နှာမူထားတဲ့အချမ်းကောင်းတယ်။ဒါပေမဲ့ဒီ charger red time ဘက်ကကျတော့နေဝင်လာလေးကိုပါမြင်ရတဲ့ဘက်အချမ်းဖြစ်တာပေါ့နော်။အပေါ်ကဒီအဲ့လေးကအဲ့ဒီလေကိုစီးလို့ရှိရင်လည်း2ယောက်ကိုဘတ်350တရုတ်အင်ဂျီကိုငှားပြီးတော့ဝတ်မယ်ဆိုလို့ရှိရင်ဘတ်100ထပ်ပေးရမယ်။ ဲ့တော့တရုတ်အင်ဂျီယာဟားပြီးတော့ဝှစ်ချန်တယ်ဒါပေမဲ့တရုတ်မနဲ့လဲတူမာတော့လည်းမဟုတ်အမှတ်တရပေါ့နော်တခြားတော့တရုတ်အင်ဂျီယာဟားလို့ရတဲ့မျိုးစုံပဲတရုတ်ကိုဗတ်တရားဝင်ချင်လောက်မှရှိတယ်အဲ့ဒါလေးဝက်ပြီးတော့စီးပြီးတော့လေအရိုက်တာအဲ share ပဲအဲ TikTok ပါပါမှာဆိုအဲ့ဒီ Slay C တရုတ်အင်ဂျီနဲ့ရတောင်ကြီးနဲ့အဲ့ဒါတော်တော် view တွေ like တွေရတယ် spot ပေါ့နော် ။အခုကညနေစားဦးပြီဆိုတော့လေစားထွက်နေပြီ။စီးနေကြပြီ။နေရင်းလဲထွက်တယ်ဒါပေမဲ့နေရင်းပူလို့ဘူးမှမစီး။အခုကစားတယ်။အဲ့မှာသာကလေးလေးလော်ပြီးရဲ့လေးလေး။လေစီးကြံတော့ total မိနစ်40လား45မိနစ်လားမသိဘူးပိုစီးကြံတော့ပတ်စံပို့ပြီးလို့တော့ရတယ် အဲ့လေသမားလေးရာဟိုလေကံလေထိတေချာသွားနေရာလှလေးရောင်းရက်ပေးပြီးရင်သူကဓပုံလေးရိုက်ပေးအဲအဲ့လိုမျိုးပေါ့နော်ဆွေတို့ကမနဲ့မှစီးမလို့အခုကညနေပိုင်းရတော့ညဘက်ကတော့မစီးအမစီးမနဲ့ကြအဲ့ရေခဲငွေရိုက်နေလို့ပူလှညနေဘက်ကိုညဘက်ကိုမစီးပဲနဲ့အခုမုကထာစားပါတယ်ဒီကံပပက်လေးမှာညဆိုမုကထာဆိုင်နေဖြစ်သွားပြီအာမုကထာစားလို့ရတယ် တ်900ပဲစတဆက်လုံးမှာအများကြီးလဲပါတယ်ပေါ့နော်အဲ့နေရာရဖို့ကလည်းတန်းစီရတယ်နော်ကြိုးပြီးတော့သွားပြီးတော့ booking တင်ပြီးတော့သွားထိုင်နေမှာတန်းငါကြပြောရရှင်နေလဲဖွင့်လို့အဲ့လိုမျိုး ဒါတော့ဗန်ရက်ထိုင်းရဲ့ night view လေးပါအချိန်ရဗန်ရက်ထိုင်းမှာ3ရက်လောက်နေချင်တယ်ဟိုတယ်ကြီးလည်းပြောင်းပြီးတော့လေဟိုဘက်မှာခြေသက်သာရဟိုတယ်လေးလည်းရှိမှထင်တယ်ကဲနောက်ဗီဒီယိုမှာတော့မနက်ပိုင်းဒီရေခဲငွေနှင်းငွေကြားထဲမှာခုလိုမျိုးလေစီးရဲ့ဟာလေးဒီတေးကိုစပီးရိုက်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ bye bye see you in the next video